မင်္ဂလာပါသားဟုတ်သမီးတို့ရေဒီချေကတော့ Grade 7မြန်မာစာကိုသင်ကြားပေးမဲ့ Teacher Agree ဖြစ်ပါတယ်။အခုသင်ကြားပေးမဲ့သင်ခန်းစာခေါင်းစဉ်လေးကတော့သင်ခန်းစာ၄ကျွဲသားနှက်ကောင်းသဝဲသေးကြပြပဲဖြစ်ပါတယ်။ ခုသင်ကြားပေးမယ့်ကြပြလေးကတော့ဇဝဲတိုင်းရင်းသားကြပြလေးဖြစ်တယ်။တိုင်းရင်းသားလူမျိုးရိုက်မှာစာပေဘာသာစကားရိုးရာဓလေ့တွေအပြင်ကြပြနဲ့တေးသချင်းတွေလည်းရှိကြပါရဲ့။ဒီကြပြလေးမှာဆိုရင်လေကျွဲနှက်ကောင်ရဲ့တရိษံတဘာဝနဲ့လူတဘာဝကိုနှိုင်းရှင်လေလာရေးသားထားခြင်းပဲဖြစ်ပါတယ်။ဒါဆိုရင်တော့အခုတီချဲရို့ခက်စစ်အသေးပဲလေးတွေကို အရင်ကြည့်ကြရအောင်နော်။ နံပါတ်၁ကျွဲသားကျွဲငယ်၂မလေးစာမြေစာ၃မဝါမဲတို့ရွာ၄မဲဝိအသက်ငယ်သည့်သူကအသက် ကြီးသည့်သူကိုခေါ်သောအာလုစကား၅ပြစ်ညက်၆လွမ်းစမာလွမ်းစုတ်မိသည်ခုနှစ်အော့အောက်ကဲ အခုဒီချဲနဲ့တူတူကျွဲသားနှစ်ကောင်ကြပြလေးကိုဖတ်ကြည့်ကြရအောင်နော်ကျွဲသားနှစ်ကောင်ကျွဲသားနှစ်ကောင်တိုက်ဖို့စောညောင်ပြန်အော့မာတာမလေးစာပြစ်ကိုစာမလေးစာပြစ်ကိုစာဟေးမေဝိမေဝိမဝါလွမ်းစမာကဲအခု တီချေရွပြခဲ့တဲ့ကြပြလေးကိုတော့16ရာစုမှာအမည်မသိစာဆိုတဲ့အူကရေးသားထားခြင်းပဲဖြစ်ပါတယ်။ဒီကြပြလေးကိုဖတ်ကြည့်ကြပြီးပြီဆိုရင်တော့ကြပြရဲ့ဆိုလိုရင်းအတိတ်ပဲလေးကိုရှင်းပြပေးပါမယ်။ဒီကြပြလေးဟာတဝဲတီးကြပြလေးတစ်မျိုးပဲဖြစ်တယ်။ကျွဲချောင်းသားဟာကျွဲနှစ်ကောင်ရဲ့ရန်ဆောင်တိုက်ခိုက်ပုံကို မြင်လို့တဲ့အတွက်ကြောင့်ညောင်မေအောက်ကိုခေါ်သွားတော်လေ ွမ်းတကောင်ဟာရန်ဆောင်တိုက်ခိုက်ခြင်းမရှိပဲအတူရှင်တွဲပြီးမြေစာမြက်ကိုအေးအေးဆေးဆေးစားနေကြပါရဲ့အဲ့ဒီမြင်ကွင်းကိုမြင်ရတဲ့ကျွဲချောင်းသားဟာမိခင်ဒါမှမဟုတ် သူ့ထက်အတက်ကုံဝါကြီးတဲ့ခေါ်လေးရှိတဲ့ဟေးမယ်ဝေးမယ်ဝေးဆိုပြီးစကားနဲ့စုံမီတန်းတာမိပါရဲ့ကိုယ့်ရဲ့ရွာပဝင်းကျင်မှာ တွေ့ရတဲ့မြင်ကွင်းလေးက လွမ်းစရာတည်နှူးစရာကောင်းလာကြောင်းပြောဆိုနေခြင်းပဲဖြစ်ပါတယ်။ဒီကဗျာလေးရဲ့အဓိကချက်ကလေးတွေကတော့ကျွဲငယ်နှကောင်ကိုတိုက်ဖို့ရန်ခေါ်ဆောင်လာပြီးညောင်မေအောင်မှာထားတယ်။ကျွဲနှကောင်ကရန်ဆောင်တိုက်ခိုက်ခြင်းမရှိပဲညောင်မေအောင်မှာမြေစာမျက်ကိုအေးဆေးစွာစားနေကြပါတယ်။ဤမြင်ကွင်းကိုမြင်ရသောသူတိုင်းဟာကျွဲနှကောင်ရဲ့ရံမလို့သောအမှုရာကိုကြည့်ပြီး ជីနူးပီတီဖြစ်ရတယ်။တစိမ့်စိမ့်ကြည့်ပြီး လွှဲရတယ်။မြည်သူကရန်တိုက်ပေးပါစေ။ရန်မလိုခြင်းဟာကျင့်နဲ့ជីနူးစရာကောင်းနေဆိုတဲ့အသည့်ကိုရရှိစေခြင်းပဲဖြစ်ပါတယ်။ဒါတို့သမီးတို့ရေ အခုတီချဲတင် जा ပေးခဲ့တဲ့သင်္ကန်းစာ၄ကျဲသားနှစ်ကုံဒဝဲတီးကပြားလေးကိုတင် जा ရပြီးဖြစ်တဲ့အတွက်ဒါတို့သမီးတို့လည်းအားလုံးနားလည်ကြမယ်လို့တီချဲမျှော်လင့်ပါတယ်။ အခုဒီချက်ရဲ့သင်ခန်းစာလေးကိုဒီမာရင်ရက်နာပါမယ်နော်။နောက်စာသင်ချိန်မှာပြန်တွေ့ကြရအောင်။